Hello အားလုံးပဲမင်္ဂလာပါရှင်ဒီနေ့ကတော့ Yi Floral Shop ကနေပြီးတော့မှာကရော့ခေါင်ကြီး၅မျိုးကိုတင်ပြသွားမှာပဲဖြစ်ပါရှင်အပုံမှန်ပေါ့နော် Yi Sandy ရဲ့လေးတွေမှာဆိုလို့ရှိရင်မြန်နာလေးတွေတင်ပေးနိုင်မှုကြိုးစားနေပါရှင်ဒါကြောင့်မို့လို့ပြန်နာဗီဒီယိုလေးကိုစိတ်ဝင်စားရဆိုလို့ရှိရင် Yi ရဲ့ Yi Floral Shop အကောင့်လေးကို like follow လေးလုပ်ထားပေးပါဦးနော်ဆိုတော့စပြီးတော့မှာ Yi ကရော့ခေါက်ပါမယ်နော်ကရော့တို့ဘုအတွက်ပတ်စံလေးတွေလုပ်ပါတယ်အဲလုပတ်စံလေးတွေကိုပေါ့အရင်ဆုံး Yi တို့အိတ်စုကပါမယ်ရှင်အဲဆိုတော့ Yi ဒီဘက်ကိုလှည့်ပြီးတော့မှာ အဲဒီ grow ထိုးတာလေးပြပေးမယ်နော်ဘာတွေလိုအပ်လဲဆိုလို့ရှိရင်အဓိကကပက်ဆက်လိုပါရရှယ်ပက်ဆက်ရဲ့ပြီးလို့ရှိရင်ဒီပက်ဆက်လေးအိပ်ပိတ်ဖို့အတွက်တိတ်ခုံရဲ့အိပ်ပိုင်းလိုပါမရှိအိပ်လေးကကျတော့ဒီပက်ဆက်လေးကိုဆွတ်တဲ့အိပ်လေးထိတဲ့ပေါ့နော်ဆိုင်လေးမှာဝယ်လို့ရပါတယ်ဆိုတော့ပက်ဆက်ထဲတဲ့အိပ်လေးနဲ့ပက်ဆက်ကိုပထမဦးဆုံးရေးချဲ့ပြပါမယ်ရှင်ဟဲ့ပက်ဆက်လေးပထမဦးဆုံးအဲဒီလိုမျိုးထည့်ပြမယ်ပေါ့နော်အတဲ့ပေါ့နော် ဒီပတ်စံထည့်ရဲ့နေရာကလည်းပတ်စံခောက်တဲ့နေရာကိုသွားပြီးစကားပြောရမျိုးရှိတယ်ပေါ့နော်ဒါကတော့သူကကတော့ယူမှာသွားပြီးစကားပြောရပေါ့နော်ဒီပထမအုပ်ဆုံးကတော့ယူရင်ခောက်ပြတယ်မင်းနော်ဒါလေးအကြတော့ရေကပစံလေးကိုအတဲထည့်လိုက်တာပဲဖြစ်ပါရှင်။နော်ပစံလေးကိုအတဲထည့်လိုက်တာပဲဖြစ်ပါတယ်။ဒီလိုလေးပေါ့နော်။နောက်တစ်ရက်ကိုကျတော့ရေကပစံလေးကိုစောက်ထိုးလေးထည့်ပြပါမယ်ရှင်။စောက်ထိုးထည့်ရေဆိုတာကကျတော့ခုနကတော့ကကျတော့ဒီရဲ့အိပ်ဘက်ကိုရေကအတဲဒီလိုထည့်လိုက်တာအဲ့လိုမထည့်ဘဲနဲ့ရေကဒီလိုမျိုးလေး ရှင်သေးကြောက်ထိုးလေးထည့်လိုက်ပါမယ်ရှင်ဒီကပ်လေးတော့ပေါ့ခင်ဗျာထိုးလေးထည့်လိုက်ပါမယ်ရှင်ပြီးရင်ညီတို့အဲ့ထည့်တိုင်းထည့်တိုင်းအမြဲတမ်းပေါ့နော်ပြီးဆိုလည်းမျိုးပိတ်လိုက်တာမျိုးထက်အဲလက်လေးနဲ့ပေါ့နော်ဒီချီအရင်ဆုံးကဝင်မဝင်ကြည့်ရမယ်ကြည့်လိုက်မယ်ဝင်သွားပြီးဒီကိတ်ဆုံးသွားပြီဆိုလို့ရှင်လက်လေးနဲ့ဆိုလိုမျိုးလေးတက်ချလိုက်ပါဒီပြီဆိုလို့ရှင်နော်လေးမရှိတော့ဘူးဆိုလို့ရှင်ဒီမျိုးလေး fix လုပ်လိုက်မယ်နော်အဲလုပ်ပြီးတော့ကြတော့ တိတ်လင်းနဲ့ပိတ်စာမယ်ရှင်တိတ်ယူရနေမှာလည်းတိတ်အများကြီးယူစရာမလိုဘူးလို့အရှိရေယူယူနေအစားပေါ့နော်တနင်္လာရက်လေးတိုးလေးပဲယူပြီးတော့မှပိတ်နေပါရှင်ဒါဆိုလို့ရှင်ဒီနှစ်ခုမှာဘာကွာလဲဆိုတာကိုရေကြောခောက်ပြပါမယ်ရှင်ဘာကွာလဲဆိုတာကမတူဘူးရှင်ဆိုရင်ရေကဒီမှာဒီအတဲအတဲပေါ့နော်အတဲထည့်ထားတဲ့ဟာလေးကိုရင်းဆုံးခောက်ပြပြပါမယ်ဖြစ်ပါတယ်နော်ခောက်ပြပြမယ်ဆိုတော့ ကျတော့ယူရိုကပြဿနာခောက်မယ်ဆိုလို့ရှိရင်ချင်းသေးရဲ့ချင်းသေးရဲ့အောက်ဖက်ကကိုယ့်ဘက်မှာထားပါမယ်เนาะချင်းသေးရဲ့အောက်ဖက်ကိုကိုယ့်ဘက်မှာထားပါမယ်ပြီးရင်ဒီရဲ့တောင်းလေးနဲ့ဒီရဲ့တောင်းလေးနဲ့ကိုယ့်ကိုကတ်လိုက်ပါမယ်ရှင်ကတ်လိုက်မယ်ဆိုတော့ဒီလိုမျိုးဒါလေးကိုခြိုင်ထားပါလားလို့လည်းခြိုင်ထားမယ်ပြီးရင်ဒီဘက်လက်ကတထောင်ဆိုတဲ့ဟာလေးကိုဒီဘက်ကိုဒီလိုမျိုးလေးပို့လိုက်ပါမယ်ရှင်နော်ဘာမှမလုပ်သေးဘူးဒါပေမဲ့ပို့လိုက်ပြီးပို့ပြီးသွားပြီဆိုရင်ဒီတောင်းလေးကိုလက်လေးနဲ့ကင်ထားပါကင်ပြီးရင်ဒီဘက်လက်လေးနဲ့ပေါ့ပြောင်းကင်လိုက်မယ် ပြီးပြီဆိုလို့ရှိရင်ဒီလိုလေးယူလိုက်ပါဒီပြင်လေးကလည်းခြုံသွားပြီဆွဲလို့ရတယ်เนาะဒီလိုမျိုးတကုံဆွဲလိုက်မယ်ဆိုရင်ဒီမှာဒီလိုပုံစံကတော့တော့အဆင်ပြေပြီမြင်ဒီလိုမျိုးဖြစ်သွားမယ်ဆိုတော့ကတော့လေးကိုជីជីလေးဖြစ်အောင်ဆိုပြီးယူကဒီရဲ့အကြောင်းလေးနဲ့ဒီရဲ့အကြောင်းလေးနဲ့ပဲဒီမှာလည်းခြုံတယ်ဒီမှာလည်းဒီရဲ့အကြောင်းနဲ့เนาะဒီပတ်စံရဲ့အနားလေးနဲ့စုံမဲ့လေးမှာပဲယူမယ်เนาะဒီမှာခြုံသွားပြီဒီဟာကြီးဟောင်းဖြစ်နေလည်းမကောင်းဘူးကွာဒီလိုမျိုးအဲ့ဒါလည်းမလောက်ဘူးပေါ့နော်တိတိတတ်ဖြစ်အောင်လို့ယူအနည်းဆုံးတော့ဒီလိုမျိုးရအောင်ယူရမယ်ပေါ့နော် စေစုပါဒီလိုလေးကတာလေဆိုစပြီးဒီမှာပေါ့နော်နောက်တိတ်လေးဝင်ပြီးပြီးရင်ဒီလိုလေးကတ်လိုက်ပါမယ်ရှင်ပြီးရင်ဒီရဲ့နားမှာတစ်ချက်ကတ်ပါမယ်ပြီးရင်ဒီနားလေးမှာတစ်ချက်ကတ်လိုက်ပါမယ်ရှင်ဒါဆိုလို့ရှိရင်ကတော့လေးပါပြီးသွားပါပြီဒါဆိုလို့ရှိရင်ဒါချင်းတိတ်လေးကိုအတဲထည့်ထားတာလေးပေါ့နော် ြုလို့ရှင်เนาะကျင်သေးလေးကိုအဲယူဆောင်ထိုးထည့်ထားတဲ့ဟာလေးပေါ့เนาะဒါလေးကိုခောက်ပြပါမယ်ကျော်ခုနကလိုပဲကျင်သေးရဲ့အောက်ဘက်ကိုကိုယ့်ဘက်ကိုကိုထားပါမယ်ထားပြီးလို့ရှင်ဒီရဲ့တောင်လေးနဲ့ဒီရဲ့တောင်လေးနဲ့ကတွားပြီးတော့ကတ်မယ်ပေါ့เนาะတွားပြီးတော့ကတ်မယ်ဒီမျိုးလေးဖိထားပါဘာမှမလုပ်သေးဘူးဘာလို့ဘာမှမလုပ်သေးဘူးเนาะဒီတိုင်းပဲဖိထားမယ်ပြီးရင်ဒီဘက်လက်လေးကဒီဘက်လက်လေးကိုတွားပြီးတော့မှ ဆွဲလိုက်ပါနော်ဒီလိုမျိုးလေးတာလေးဆွဲလိုက်ပါပြီးရင်ဒီဖြေလေးကလည်းခြုံရမယ်ဒီမှာလည်းသူ့ရဲ့ဆံမဲနဲ့ထည့်ရမယ်ဒါကအမျိုးမျိုးခောက်လို့ရတယ်နော်ဒီလိုမျိုးပဲခောက်ခောက်ဒီလိုကြီးပဲခောက်ခောက်ခောက်လို့ရတယ်ဒီလိုကြီးတော့မခောက်ကြပါဘူးဒီလိုလေးပေါ့နော်စက်သွားလို့ရတယ်နော်ဒီလိုစက်သွားလို့ရတယ်နော်ဒီလိုမျိုးလေးဒီခောက်လို့ရတယ်နော်ဒီတိလေးခောက်လို့ရပါတယ်ကတော့ကတော့အမျိုးမျိုးခောက်လို့ရတယ်ဒါကတော့ရရတော့ဒီဒီဒီကတော့ရည်လေးပဲခောက်ပြရမယ်နော်ကလိုက်ပါ မှာလည်းကပ်လိုက်ပါရှင်ပြီးတော့ဆိုရင်ဘာပါလဲဆိုတာချက်ပြပြပါမယ်ဒီမှာဆိုရင်ဒီရဲ့အနာညက်ဖို့လူသွားရပေါ့နော်ပြောစင်မတက်ရတဲ့ပုံစံဖြစ်သွားတယ်ဒီကောင်ဆိုရင်တခါလေးအနာညက်ပြီးသားဖြစ်တယ်ပေါ့နော်အနာညက်ကကြီးနဲ့ညက်စရာမလိုတော့အမိုင်မပွားတော့ဘူးပေါ့နော်ဒါကတော့နည်းနည်းအဲမလှဘူးပေါ့ပြောလို့ရတယ်ချို့ချာလေဒီလိုမျိုးတိုက်ပါတယ်ဒါပေမဲ့ဤတော့ကျတော့ဒီညက်စရာမလိုတဲ့ဒီနည်းလေးကိုပို့ပြီးတော့မှတင်ပြပါတယ်ရှင်ကဲပြီးသွားပြီဆိုလို့ရှိရင်ကျွန်တော်ဒီခောက်ပြပါမယ်ရှင်